ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကဘာပေါ်မှာအဆိုးဆုံးလို့နာမည်ကျော်ကြားခဲ့တဲ့ငွေရစည်းဝါးပြင်ပါဗလိုအက်စကိုဗာရဲ့ဖြည့်ရမှန်ပုံခြေခံပြီးရိုက်ကူးထားတဲ့2019ခုနှစ်ထွက် Living Pablo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားကြပါမယ်လက်တွေ့ဘဝမှာလည်းပါဗလိုအက်စကိုဗာဟာ Forbes Magazine ရဲ့ကမ္ဘာအချမ်းသာဆုံးလူခုနှစ်ဦးစီးရင်းထဲမှာပါဝင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်ပါဗလိုအက်စကိုဗာဟာနိုင်ငံတကာနိုင်ငံလုံးစာနဲ့ရှင်ပြိုင်နိုင်လောက်တဲ့အထိကြီးကြီးတဲ့ချမ်းသာကျယ်ဝခဲ့တဲ့အမျိုးသားလေးဖြစ်ပါတယ် Pablo Escobar ကိုလံဗီယာနိုင်ငံမီဒယ်လေးမြို့မှာစေယုံတွေဖျားเจ้าတွေနဲ့စင်ရဲသားတွေအတွက်နေအိမ်တွေစောက်ပေးခဲ့တဲ့တထေးကြီးတူတွေဖြစ်ပါတယ်။ဒါပေမဲ့ကိုလံဗီယာအစိုးရအတွက်တော့ Pablo Escobar ရက်ဆက်ကြံကြုတ်ပြီးတော့အကန့်အသတ်ရှိတက်ဖြတ်လူစိတ်ရှိတဲ့ယာစုဝတ်သားတူလည်းဖြစ်နေပါတယ်။လက်တွေ့ဘဝမှာလည်း Pablo Escobar တရားရုံးတွေကိုဘုံခွဲတာတွေလေရင်တွေကိုဖောက်ခွဲပစ်တာတွေနဲ့ရဲတွေကိုမဆိုင်မတွတက်ဖြတ်တာမျိုးတွေကိုလုံဆောင်ခဲ့သူပဲဖြစ်ပါတယ်။ ပါဗလိုအက်စကိုဗာရဲ့ဇလန်းဟာ1980ခုနှစ်များတွင်ဖြစ်ပျက်ခဲ့ပါတယ်။ဇလန်းလေးကတော့ပါဗလိုအက်စကိုဗာသူ့ရဲ့လက်အောက်ငယ်သားတွေနဲ့တူဆိုင်ကယ်စီးနေတဲ့ခန်းလေးနဲ့စတင်ထားပါတယ်။အဲဒီအချိန်တုန်းကကူလန်ဗီယာရဲ့အကြီးဆုံးမူရစ်ဆေးဝါးခိုင်းကောင်းဆောင်ပါဗလိုအက်စကိုဗာအမေရိကန်ဈေးကောက်ကိုထိုးပေါက်ဝင်ရောက်နိုင်ဖို့အတွက်အယိုးရှင်းဆုံးနဲ့အကြမ်းတမ်းဆုံးနည်းတွေကိုအသုံးပြုခဲ့ပါတယ်။ပါဗလိုအက်စကိုဗာရဲ့ခိုင်းဟာကိုကင်းစစ်စစ်1ကီလိုဂရမ်ကိုကိုလံဗီယာနိုင်ငံတွင်းမှာ အမေရိကန်ဒေါ်လာ9000နဲ့ရောင်းချခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကိုရောက်တဲ့အချိန်မှာတော့ကိုကင်းတွေကိုလက်စတိုးလို့ခေါ်တဲ့အမုတ်တွေနဲ့ရောဆက်ပြီး3ကီလိုဂရမ်တိဖြစ်အောင်လုပ်ပြီးတော့အမေရိကန်ဒေါ်လာ3သိန်းခွဲနဲ့ရောင်းချခဲ့ပါတယ်။ပါဗလိုအက်စကိုဗာနှစ်စဉ်ကိုကင်းတန်ချိန်40ကျော်ကိုအမေရိကန်ကိုတင်ပို့ခဲ့ပြီးတော့ဈေးကွက်ရဲ့80ရာခိုင်နှုန်းကိုထိန်းချုပ်ထားခဲ့ပါတယ်။ကိုကင်းဈေးကွက်တွေကိုချုံငိုင်ထားခဲ့တဲ့ပါဗလိုအက်စကိုဗာအမျက်စုံများစွာရရှိခဲ့ပြီးတော့သူပိုင်ဆိုင်ခဲ့တဲ့စီးစိမ်တွေဟာ အခြားနိုင်ငံတွေနဲ့ရှင်းပြနိုင်နိုင်လောက်တဲ့အထိများပြနေခဲ့ပါတယ်။ Pablo Escobar ဟာကိုလံဘီယာနိုင်ငံရဲ့အကြီးဆုံးအင်ချန်မြေတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးတော့အဲဒီချန်ဟာတောင်အမေရိကရဲ့အကြီးဆုံးကိုပိုင်တိရစ္ဆာန်ရုံးဖြစ်ခေါ်ဆိုရောက်လောက်တဲ့အထိကြီးကြီးတက်ချမ်းသာခဲ့ပါတယ်။အဲဒါတွေအပြင် Pablo Escobar မှာစေကျော်တက်အွယ်လုံးချန်တက်ဖြတ်သူတွေကိုပိုင်လုံးရုံရဲ့အဆောက်9000နဲ့အရန်ကိုကြီးမားတဲ့လက်နက်တိုက်ကြီးတစ်ခုလည်းရှိပါတယ်။တနက်ကိုကင်ဆောင်ထားတဲ့သူမသာစစ်မှန်တဲ့အာဏာရှိတယ်လို့ ပါဗလိုအက်စကိုဗာကယုံကြည်ထားပြီးတော့သူ့ရဲ့တည်ရှိမှုတစ်ခုတည်းကတော့ကိုလံဗီယာအစိုးရကိုတုံ့လုံ၆ချားစေခဲ့တဲ့အထိဩဇာအာဏာကြီးမာခဲ့ပါတယ်။အစိုးရဟာပါဗလိုအက်စကိုဗာကိုတက်ပြစ်လို့ပေမဲ့လည်းသူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုဒါမှမဟုတ်လက်နက်အင်အားကိုမရှင်းမြိုင်နိုင်ခဲ့တာကြောင့်ဘာမှလုပ်နိုင်တာမျိုးမရှိခဲ့ပါဘူး။ပါဗလိုအက်စကိုဗာဟာနေကင်းဘက်မှာတော့အမေရိကန်ရဲ့အဝေးပြေးလမ်းမကြီးတွေကိုပိတ်ဆို့ပြီးတော့မွေးရေးဈေးဝတင်တဲ့လေယာဉ်တွေကိုအမေရိကန်ရဲတွေရဲ့ရှေ့မှာဆင်းသက်စေခဲ့ပါတယ်။ အဲနောက်တော့အမေရိကန်မှာရှိတဲ့ Pablo Escobar ရဲ့လူတွေကလေရင်ပေါ်မှာပါတဲ့မူရင်းဇေဝတွေကိုတည်ဆောင်သွားပြီးတော့လေရင်ကြီးကိုတော့အဲ့ဒီအတိုင်းဆွံ့မြစ်ခဲ့ပါတယ်။အမေရိကန်ကိုကိုကင်းတစ်ပုတ်မှုတစ်ခုချင်းစီတန်းကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးဝင်ငွေရရှိနေရမလို့လေရင်ဒီစောက်က Pablo Escobar အတွက်တော့အသေးမွှားလောက်ပဲဖြစ်နေခဲ့ပါတယ်။ Pablo Escobar ရဲ့ဒီလိုမျိုးပြောင်ပြောင်တင်းတင်းလှုပ်ရက်တွေကအတိုင်းအတာကိုကျော်လွန်သွားချိန်မှာတော့ American သမ္မတ Ronald Reagan ကသူ့ကိုတံပြန်တိုက်ခတ်ဖို့ စတင်စီစဉ်ခဲ့ပါတော့တယ်။ Ronnie Reagan ကငွေကြေးတွေကိုပြန်လည်သိမ်းယူဖို့နဲ့တရားခံလွဲပြောင်းရေးစာချုပ်ကိုကိုလံဗီယာနဲ့လက်မှတ်ရေးထိုးဖို့စပြီးတော့စီစဉ်ခဲ့ပါတယ်။ Pablo Escobar တရောင်းအမေရိကန်တွေကိုလုံးဝမကြောက်ရွံ့ခဲ့ပေမဲ့လည်းတရားခံလွဲပြောင်းရေးစာချုပ်ကိုတော့ကြောက်ရွံ့နေခဲ့ပါတယ်။ကိုလံဗီယာနဲ့အမေရိကန်တို့ကအဲဒီစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတာနဲ့တရားခံလွဲပြောင်းတာဟာတည်နှံပေးတာနဲ့အတူတူဆိုတာကို Pablo Escobar ကသိနေခဲ့ပါတယ်။အဲဒါကြောင့်မလို့ ်ဒေရန်ကိုရှောင်ရှားလိုတဲ့ပါဗလိုအက်စကိုဗာကကိုလံဘီယာအစိုးရကိုထိန်းချုပ်နိုင်ဖို့အတွက်ရွေးကောက်ပွဲအရာရှိတွေကိုလက်ထိုးတာတွေလုပ်ခဲ့ပါတယ်ပါဗလိုအက်စကိုဗာတယောက်နိုင်ငံရေးသမားတွေကိုခြေလှယ်နိုင်ခဲ့ပြီးအဲဒီနောက်မှာတော့သူ့ရဲ့နောက်ဆုံးရည်မှန်ချက်ဖြစ်တဲ့ကိုလံဘီယာတမတာဖြစ်လာရေးအတွက်ဩဇာအာဏာတွေကိုအပြည့်အဝအသုံးချခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကပဲပါဗလိုအက်စကိုဗာရဲ့ဘဝမှာအကြီးမားဆုံးအမားတစ်ခုဖြစ်လာခဲ့ပါတယ်ငွေကြီးနဲ့အာဏာဟာတခုတည်းလို့ယုံကြည်ထားတဲ့ ပါဘလူအစကိုဗာတယောက်နိုင်ငံရေးကိုနားလဲတယ်လို့ထင်ပြီးကိုကိုကိုအထင်ကြီးနေခဲ့ပါတယ်။နေခဲ့ပတ်မှာဆိုရင်ပါဘလူအစကိုဗာရဲ့ကိုပိုင်ရက်လျင်တွေကနိုင်ငံရေးသမားတွေကိုတည်ယူပို့ဆောင်ပေးပြီးတော့ညဘက်မှာတော့အမေရိကန်ကိုကိုကင်းတွေမောက်ခိုတင်သွင်းခဲ့ပါတယ်။အဲ့ဒီအချိန်တွေအတွင်းပါဘလူအစကိုဗာဟာကိုလံဘီယာရဲ့အစင်းရဲဆုံးရက်ွက်တွေထဲမှာငွေကြေးများစွာသုံးဆွဲပြီးတော့နေအိမ်2000လောက်ကိုစောက်လုပ်ပေးခဲ့ပါတယ်။အဲ့ဒါတွေဒီမှာကပဲပါဘလူအစကိုဗာဟာ စင်ရဲသားတွေကိုအခမဲ့ကျမ်းမာရေးဆောက်ရှောက်မှုတွေပေးခဲ့ပြီးသူ့ရဲ့ပုံရိပ်ကိုမြင့်တင်ဖို့အတွက်မီဒန်လေးမျိုးရဲ့နာမည်အကြီးဆုံး TV အစီအစဉ်တင်ဆက်သူဘာဂျီနီးယားကိုငှားရမ်းခဲ့ပါတယ်။အစပိုင်းမှာတော့ဘာဂျီနီးယားကလူသက်သမားမူရေးဆေးဝါးပီးရင်နဲ့မပတ်သက်လိုခဲ့ပါဘူး။ဒါပေမဲ့လည်းပါဗလိုအက်စကိုဘာကစင်ရဲသားကလေးတွေနဲ့ရီမောပျော်ရှင်စွာကစားနေပြီးစင်ရဲသားရက်ကွက်မှာရှိတဲ့လူတိုင်းကသူတို့ရဲ့ကလေးတွေကိုသူ့နာမည်ပေးနေတာကိုမြင်သွားတဲ့အချိန်မှာတော့ဘာဂျီနီးယားရဲ့စိတ်တွေလည်းပျော့ပြောင်းလာခဲ့ပါတယ်။ လင်းငယ်တွေကိုအမိုက်ပုံတွေမှာငတ်မွနေစေခဲ့တဲ့ကူလန်ဗီယာအစိုးရနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ပါဘလိုအက်စကိုဗာကကေဒေရှင်တူလူလည်းဖြစ်လာခဲ့ပါတယ်။မကြာခင်အချိန်တွင်းမှာပဲပါဘလိုအက်စကိုဗာပြည်သူလူထုရဲ့အခိုင်အမာထောက်ခံမှုနဲ့အတူမီဒဲလင်းမျိုးရဲ့မျိုးတော်ကောင်စီဝင်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးတော့ဗာဂျီနီးယားကသူ့ရဲ့လှုပ်ရဲ့ဇနီးမယားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ပါဘလိုအက်စကိုဗာရဲ့မယားကြီးကတော့သူ့ကိုအကျွမ်းမဲ့ယုံကြည်ခဲ့တာကြောင့်အဲ့ဒီကိစ္စတွေကိုတော့မသိခဲ့ပါဘူး။အဲနောက်တော့ ပါဘလူးအက်စကိုဗာကသူ့ရဲ့သားကိုကိုကင်းတုံးနေပြပြီးတော့သူစင်းရဲသားတွေကိုမူရည်ဈေးဝါးတွေဘယ်တော့မှမယောင်းတလို့မျိုးဘယ်တော့မှထိတွေ့တာမျိုးမလုပ်ဖို့တင်ပေးနေခဲ့ပါတယ်။အဲဒီအချိန်မှာတော့ပါဘလူးအက်စကိုဗာကငွေအာနာအမျိုးသမီးမိသားစုနဲ့ကြော်ကြားမှုလိုမျိုးအရာအားလုံးကိုပိုင်ဆိုင်ခဲ့ပြီးတော့ပြည်ပြေဆုံးတဲ့အင်ပါယာတခုကိုတည်ထောင်ခဲ့ပါတယ်။ဒါ့အပြင်အင်ပါယာတိုင်းဟာအချိန်တခုရောက်ရင်ပြိုလဲသွားတတ်တယ်လို့မျိုးပါဘလူးအက်စကိုဗာရဲ့အင်ပါယာကလည်းကြာရှုံးမဲ့အစဉ်ကိုရောက်ရှိလာခဲ့ပါတယ်။ 1982ခုနှစ်ဇူလိုင်လ20ရက်နေ့မှာတော့ချမ်းသာကြွယ်ဝမှုလူကြိုက်များမှုတွေကြောင့်ပါဗလူအက်စကိုဗာလည်းလွတ်တော်ဖွင့်ဝင်တူဖြစ်လာခဲ့ပါတယ်။ကိုလံဘီယာသမ္မတဖြစ်လာဖို့ကလည်းလက်တကမ်းလောက်ပဲလူတော့တယ်လို့ထင်နေကြမှာပဲပါဗလူအက်စကိုဗာတို့ကကန့်စုံမှုတွေကြားရောက်လာပါတော့တယ်။လွတ်တော်ဖွင့်ဝင်ရာထူးကိုရယူပြီးမကြခင်မှာပဲအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့တရားရေးဝန်ကြီးတူကပါဗလူအက်စကိုဗာရဲ့မူရစေဝရောင်းဝယ်တဲ့အတိတ်ဘဝတွေကိုလူသိရှင်ရှားဖော်ထုတ်ပြောဆိုခဲ့ပြီး အရင်တုန်းကအဖမ်းခံခဲ့ရဘူးတဲ့တပုံတွေကိုတော့ပြသခဲ့ပါတယ်။အဲ့လိုမျိုးမဟုတ်ခဲ့ဘူးဆိုပြီးညှင်းဆိုဖို့ပါဘလိုအက်စကိုဘာကစူးစမ်းခဲ့ပေမဲ့လည်းအချိန်နည်းသာဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့နိုင်ငံရေးလမ်းကြောင်းကအဲ့ဒီနေ့မှပဲအဆုံးသတ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့လတွေတုန်းကသူ့ရဲ့ရာဇဝမှုဆိုင်ရာမှတ်တမ်းတွေကိုဖျက်ဆီးပစ်ဖို့အတွက်တပ်ဆိုင်ရာအရာရှိတွေကိုလက်ထိုးဖို့သူ့ရဲ့လူတွေကိုပါဘလိုအက်စကိုဘာကစေလွှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့လူတွေရဲ့ကတယောက်က အဲ့ဒီငွေတွေအားလုံးကိုလောင်စာလုပ်လိုက်ပြီးတော့ရှုံးနိမ့်သွားခဲ့တာကြောင့်ပါဘလိုအက်စကိုဘာရဲ့ရာဇဝမှုမှတ်တမ်းတွေကဖျက်ဆီးရမျိုးမရှိဘဲနဲ့ကြံနေခဲ့တာဖြစ်ပါတယ်။အားလုံးကိုတိသွားတဲ့ပါဘလိုအက်စကိုဘာလည်းဒေါသအရန်ထွက်သွားပြီးတော့ငွေတွေအားလုံးကိုလောင်စာလုပ်ခဲ့တဲ့လူကိုရဲရဲဆက်ဆက်တပ်ပစ်ခဲ့ပါတယ်။တချိန်တည်းမှာပဲလွှတ်တော်အတွင်းမှာသူ့ကိုအရှက်ခွဲခဲ့တဲ့တရားရေးဝန်ကြီးကိုတပ်ပစ်ဖို့ပါဘလိုအက်စကိုဘာကစီစဉ်ခဲ့ပါတယ်။အဲနောက်တော့ပါဘလိုအက်စကိုဘာကစင်ရဲသားရောက်ွက်ကနေလာတဲ့ ဆယ်ကျော်သက်လူငယ်တွေကိုလုံခြံတပ်ဖြတ်သူတွေဖြစ်လေ့ကျင့်ပေးခဲ့ပြီးတော့တရားရေးဝန်ကြီးကိုအောင်မြင်စွာတက်ပြစ်နိုင်ရင်စူးလက်ပေးမယ့်အကြောင်းနဲ့မစ်ရှင်အတင်းတင်ဆောင်သွားခဲ့ရင်သူတို့ရဲ့မိသားစုတွေအတွက်အမေရိကန်ဒေါ်လာ2000ပေးမယ်လို့ပြောခဲ့ပါတယ်။နောက်ရက်တွေမှာတော့ပါဘလူအက်စကိုဘာကိုအဆက်ခွဲခဲ့တဲ့တရားရေးဝန်ကြီးလည်းကားထဲမှာသတင်းစာဖတ်နေတုန်းမှတနက်နေ့ပြစ်တက်ခံလိုက်ရပါတော့တယ်။လုံခြံတက်ပြတ်မှုပြီးမှတော့ကိုလံဘီယာအစိုးရက ပါဘလူးအက်စကိုပါကိုအတန်းအနဲ့ဖြစ်စေတဲ့ခြေချောင်းမှုတစ်ခုဖြစ်တတ်မှတ်လိုက်ပြီးတော့တရားခံလွှဲပြောင်းရေးစာချုပ်ကိုအမေရိကန်နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့လည်းအဲဒီစာချုပ်ကိုအကောင့်ထဲပို့ဖို့အတွက်တရားသူကြီးတွေကအတည်ပြုပေးဖို့လိုအပ်ပြီးလူအများအပြားကတရားရုံးကိုမျက်နှာဖုံးဆုပ်ပြီးလာကြတဲ့အထိပါဘလူးအက်စကိုပါကိုကြောက်နေခဲ့ကြပါတယ်။အဲနောက်မှာတော့ပါဘလူးအက်စကိုပါကတရားသူကြီး30ဦးကျော်ကိုတူပီတူဇီဝင်ချွေပေးခဲ့ပါတယ်။တချိန်ထဲမှာပဲကိုလံပီယာဘန္နာတိုက်က ဘလာဖြစ်နေပြီးတော့အစိုးရကပါပလူအက်စကိုဘာကိုတွန်းလှန်နိုင်တာမျိုးမရှိခဲ့ပါဘူး1984ခုနှစ်မေလ29ရက်နေ့မှာတော့တမိုင်းတလျှောက်ပထမဆုံးအကြိမ်ဖြစ်မူရစ်ဇေဝရောင်းဝယ်သူတွေနဲ့တရားဝင်ဆွေးနွေးမှုတွေလုံဆောင်ဖို့ကိုလံပီယာအစိုးရကဆုံးဖြတ်ခဲ့ပါတယ်ဆွေးနွေးပွဲအတွင်းမှာတော့မူရစ်ဇေဝခိုင်းရဲ့နိုင်ငံခြားအမျက်ဆုံးတွေကိုကိုလံဗီယာရဲ့စီးပွားရေးကိုမြင့်တင်ဖို့နဲ့နိုင်ငံရဲ့ပြည်ပကျွေးမီအမေရိကန်ဒေါ်လာ70ဘီလီယံကိုတောင်ဆက်ပေးမယ်ဆိုပြီးပါပလူအက်စကိုဘာကကန့်လန့်ခဲ့ပါတယ် အပြန်အလှန်အနေနဲ့ကတော့ဝိရစီဝါရောင်းဝယ်မှုကိုတရားဝင်ခွင့်ပြုဖို့နဲ့တရားခံလွှဲပြောရေးစာချုပ်ကိုဖျက်သိမ်းဖို့ပါဘလိုအက်စကိုဗားကတောင်းဆိုခဲ့ပါတယ်။ငွေကြေးကိုပဲမြင်သွားတဲ့ကိုလံဘီယာဆိုရကလည်းဝိရစီဝါရောင်းဝယ်မှုကိုတရားဝင်ခွင့်ပြုဖို့သဘောတူခဲ့ပေမဲ့လည်းအမေရိကန်ကလက်တော့ပြတ်မှုတွေကိုလုံဆောင်မှာကိုကြောက်တာကြောင့်စာချုပ်ကိုတော့ဖျက်သိမ်းနိုင်တာမျိုးမရှိခဲ့ပါဘူး။စာချုပ်ကိုဖျက်သိမ်းနိုင်တာမျိုးမရှိဘူးဆိုတာကြောင့်ပါဘလိုအက်စကိုဗားလည်းစိတ်ဆိုးသွားခဲ့ပြီးဆွေးနွေးမှုတွေရပ်တန့်သွားခဲ့ပါတယ်။အဲနောက်မှာတော့ ပါဘလူးအက်စကိုဘာကစီးရင်သားရုပ်ကွက်မှာရှိတဲ့လူငယ်တွေကိုတနက်အလိုက်ရေပေါင်း3000မျှဝေခဲ့ပြီးရဲတွေကိုတက်ပြဖို့အတွက်စုချင်းငွေထုတ်ပေးခဲ့ပါတယ်။ရဲတူကိုတိုက်ရင်အမေရိကန်ဒေါ်လာ2000အရာရှိတူကိုတိုက်ရင်အမေရိကန်ဒေါ်လာ2000နဲ့ရဲကြော့တူကိုတိုက်ရင်အမေရိကန်ဒေါ်လာ5000ပေးမယ်ဆိုပြီးစုချင်းငွေထုတ်ခဲ့ပါတယ်။အဲဒီလိုမျိုးကမ်းလှမ်းမှုတွေကြောင့်စီးရင်သားလူငယ်တွေနဲ့ရဲတွေကမှထိတ်တိုက်တွေးဆမှုတွေဖြစ်ပွားခဲ့ပြီးတော့စီးရင်သားရက်ွက်တွေကစစ်မြေပြေတစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။ ဲဒီအချိန်ကနေစတင်ပြီးကိုလံဘီယာနိုင်ငံတွင်းမှာတမိုင်းတစ်လျှောက်သွေးသက်သွယ်ယူမှုအများဆုံးကာလတွေကတခုကိုရောက်ရှိသွားခဲ့ပါတယ်။အမေရိကန်ရဲ့ကြောထောက်နောက်ကမှုကိုယူထားတဲ့အစိုးရကလည်းပါဘလိုအက်စကိုဘာကိုလိုက်လံရှာဖွေဖို့အထူးတပ်ဖွဲ့ဝင်9000ပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးတော့စတင်ခြေရာခံပါတော့တယ်။ဒါအိမ်မဲ့လည်းအထူးတပ်ဖွဲ့တွေခြေရာခံနေတော့မှာပဲမီဒန်လေးမျိုးတစ်ခွေလုံးမှာပါဘလိုအက်စကိုဘာကိုတွေ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အထူးတပ်ဖွဲ့ကလည်းအလျှော့မပေးဘဲ ခြေရာခန္ဓာတွေကိုဆက်လုပ်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ပါဗလိုအက်စကိုဘာရဲ့တကယ်နေရာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ရေတပ်ဖွဲ့ကလည်းယဟန်ရဲ့နှစင်းကိုချက်ချင်းဆင်လွတ်လိုက်တာကြောင့်ပါဗလိုအက်စကိုဘာရဲ့အဖွဲ့အင်းနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ပါဗလိုအက်စကိုဘာကတော့ထွက်ပြေးလွတ်မြောက်သွားစေခဲ့ပါတယ်။ကိုလံဘီယာအစိုးရကလိုက်လံခြေရာခံပြီးနှိမ်နင်းတာကြောင့်ပါဗလိုအက်စကိုဘာရဲ့ထိတ်တဲလက်ထောက်တွေလည်းဘဝကူးသွားခဲ့ပြီးတော့ငွေစည်းဝါးလမ်းကြောင်းများစွာလည်းဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလိုနဲ့ဒေါသထွက်သွားတဲ့ပါပလိုအက်စကိုပါလေရေဒီယိုကနေဒိုင်ရိုက်ထုတ်လုပ်မှုတွေလုံဆောင်ပြီးတော့ကိုလံဘီယာအစိုးရကိုစစ်ကြင်ညာပါတော့တယ်ပါပလိုအက်စကိုပါရဲ့လူတွေဟာဘိုဂိုရာမြို့လယ်ကိုဘုံခွဲကတိုက်ခတ်ခဲ့ပြီးဒုတိယအချိန်မှာတော့လေရင်ဒဇင်းကိုဖောက်ခွဲပစ်ခဲ့ပါတယ်ဖီယာရီကြောင့်ဂျင်းနဲ့ချက်တွေရောက်သွားတဲ့ကိုလံဘီယာအစိုးရလည်းနောက်ဆုံးမှာတော့တရားခံလွှဲပြောင်းရေးစာချုပ်ကိုဖျက်သိမ်းပေးဖို့သဘောတူလိုက်ရပါတော့တယ်တချိန်တည်းမှာပဲပါပလိုအက်စကိုပါကအပြစ်ကရဲ့ဆေးရေးကိုသဘောတူလိုက်ပြီး ရင်ကျန်းရေးကိုဂတိတည်ရဲ့အနေနဲ့ကိုပိုင်ဝင်ဝင်နဲ့တိစောက်ထားတဲ့ကိုပိုင်ထောင်ကိုရဟန်းရင်နဲ့တွားပြီးတော့အဖမ်းခံခဲ့ပါလေ။ဒါပေမဲ့လည်းပါဘလူးအက်စကိုဘာကိုထိန်းသိမ်းထားတဲ့နေရာက ထောင်လူတော်ပြောလို့မရပဲနဲ့စားသောက်ဆိုင်တွေဘားတွေနဲ့ဘုံလုံးကွင်းတွေပါဝင်တဲ့အပန်းဖြစ်နေရတခုလို့တော့ဖြစ်နေခဲ့ပါလေ။တနေ့မှာတော့ထောင်ကိုလာရောက်လည်ပတ်တဲ့သမီးကိုရေခဲမုတ်ဝယ်ကျွေးဖို့ပါဘလူးအက်စကိုဘာတယောက်အပြင်ထွက်လိုက်တဲ့အချိန်မှာတော့ American စစ်သားတွေကသူ့ကိုတနက်နက်ချိန်ပြီးအသင်းဆောင်နေခဲ့တာကိုတွေ့လိုက်ရပါတော့တယ်။ ။တချိန်တည်းမှာပဲကိုလံဘီယာအစိုးရနဲ့ CIA ဖွဲ့တို့ဟာပါဘလူအက်စကိုဗာရဲ့မြို့စေဝါကိုင်းကိုအားနှဲလာအောင်စပြီးတော့လုံဆောင်ခဲ့ပါတယ်။ပါဘလူအက်စကိုဗာရဲ့အင်ပါယာကတန်တကားတွေနောက်မှာပြိုလဲနေပြီလို့ပြောဆိုပြီးတော့သူ့ရဲ့လုံဘော်ကိုင်ဖက်တွေကလည်းစက်ကျင်မှုတွေလုံဆောင်လာအောင်အစိုးရလည်းစပြီးတော့ကြိုးပမ်းပါတော့တယ်။အဲဒီလိုနဲ့စေဝန်ကွဲမှုတွေပုံများလာခဲ့ပြီးသူ့ကိုလာတွေ့ခဲ့တဲ့လုံဘော်ကိုင်ဖက်နှုံးကိုတစ္ဆာဖောက်မှုအတွက်နေရာမှာပဲချက်ချင်းဘွာကူပေးလိုက်ပါတယ်။အဲဒီလိုရကြောင့် အစိုးရကပါဘလိုအက်စကိုဘာကိုတကယ်အကျဉ်းဆောင်ကိုပြောင်းဖို့လာရောက်ဖမ်းဆီးချိန်မှာတော့သူကအဲ့ဒီနေရာမှာရှိမနေတော့ပါဘူး။တချိန်တည်းမှာပဲလုံချံကန်ခဲ့ရတဲ့လို့ဘော်ကိုင်ဖတ်နှုတ်ရဲ့သတင်းတွေကပြန့်နှံ့လာခဲ့တာကြောင့်ပါဘလိုအက်စကိုဘာရဲ့အဖွဲ့အစည်းလေးစတင်ပြိုလဲလာခဲ့ပါတယ်။တချိန်လုံးကသူ့အဖို့ကိုတိစခံခဲ့တဲ့ရောင်းဝယ်သူတွေနဲ့ဂိုင်းဝင်တွေကလည်းအသက်ခံရမှဆိုတာကြောင့်ဗတ်ပြောင်းတာတွေကိုလုံဆောင်လာကြပါတော့တယ်။အဲနောက်တော့ပြိုင်ဖက်မူရေးဇေဝဂိုင်းကာလီက CIA အဖွဲ့ အမေရိကန်မူရစ်ဆေးဝါးနိုင်ငံရေးအဖွဲ့တို့ရဲ့ကြောသောနောက်ကပြမှုတွေနဲ့အတူပါဘလိုအက်စကိုဘာရဲ့နေမျိုးတွေအားလုံးကိုတိမ့်ပိုက်ဖို့စတင်ခဲ့ပါတယ်။အင်မာယာပြိုလဲလာပြီးဖြစ်တဲ့ပါဘလိုအက်စကိုဘာလည်းဇနီးနဲ့ကလေးနှစ်ယောက်ကိုဂျာမနီကိုထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့မယဲငယ်ဗာဂျီနီယာကနှုတ်မလုံခဲ့တာကြောင့်အမေရိကန်မူရစ်ဆေးဝါးနိုင်ငံရေးအဖွဲ့ကသူတို့အားလုံးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဇိုင်းငယ်ဟိုတယ်တစ်ခုမှာအကျယ်ချုပ်ချထားလိုက်ကြပါတော့တယ်။သူရဲ့မိသားစုဝင်တွေဖမ်းဆီးခံလိုက်ရတဲ့တဲ့ရင်ကိုကြားပြီးရနောက်မှာတော့ ဘေကင်းနေဆိုတာတေချာချင်ပါတဲ့ပါဘလူးအက်စကိုပါကဆက်သွင်းမှုတွေလုံဆောင်ခဲ့ချိန်မှာတော့စစ်တပ်ကချက်ချင်းပဲခြေရခံနိုင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့အရင်တုန်းကအရာအလုံးကိုထိရောက်ခဲ့ပြီးတဲ့ဘင်ကြီးပါဘလူးအက်စကိုပါလည်းပထမဆုံးချိန်ထိလန့်တုံလုတ်သွားခဲ့ပါတော့တယ်။ချက်ချင်းဆိုသလိုပဲစစ်တပ်ကပါဘလူးအက်စကိုပါရဲ့တိုက်ခန်းအောက်ကိုရောက်လာခဲ့တာကြောင့်ဗရင်ပေါက်ကနေထွက်ပြေးခဲ့ပါတယ်။ဒါ့အပြင်လည်းစစ်တပ်ကအပြင်ကားတွေကိုအထက်ကနေပါဝိုင်းရံထားတာကြောင့် ြေးပေါင်းရှိခဲ့တဲ့မွေးရည်ရာစာကြီးပါဘလိုအက်စကိုပါလေမီဒန်လေးမျိုးကဟောင်းနှန်းနေတဲ့အိမ်လေးတရင်ရဲ့ခေါင်းမိုးပေါ်မှာတနက်နဲ့ပြစ်ဒတ်ခံခဲ့ရပါတယ်တချိန်တည်းမှာပဲလမ်းမတစ်ဖက်မှာရှိတဲ့ခေါင်းမိုးပေါ်ကနေတစုံတစ်ယောက်ကကိုလံဘီယာနိုင်ငံကြီးအထွတ်ရှိတည်တန်းပါစေဆိုပြီးအောင်းဟင်းခဲရင်နဲ့ဇလန်းလေးနဲ့ဆုံးသက်သွားခဲ့ပါတယ်ကြည့်ရှုအားပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်